အားလုံးပဲမင်္ဂလာပါကျွန်မအခုကတော့အဆုတ်ကန်စာယောဂရဲ့ယောဂလက္ခဏာ၉ချက်ကိုပြပြပေးချင်ပါတယ်ကျွန်မတို့တွေအဆုတ်ကန်စာကတိတ်တဆိတ်ဖြစ်နိုင်ပြီးတော့အသက်အန္တရာယ်ထိခိုက်စေတဲ့ယောဂတစ်ခုဖြစ်တယ်ဆိုတာကိုလူသိနေပါတယ်ဒီအဆုတ်ကန်စာယောဂကကန်စာရဲ့အနက်မှာအာထိခိုက်မှုအများဆုံးလူရဲ့အသက်အန္တရာယ်ကိုထိခိုက်စေတဲ့အန္တရာယ်အပေးနိုင်ဆုံးကင်ဆာတစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်မအခုပြပြခြင်းနေပေါ့နော်ပြီးတော့ လူရဲ့အသက်အန္တရာယ်ကိုထိခိုက်စေရတဲ့အကြောင်းရင်းတစ်ခုကတော့အဆုတ်ကန်ဆာရဲ့ယောဂါတွေကအစောပိုင်းအဆင့်တွေမှာလက္ခဏာမပြတာကြောင့်ပဲဖြစ်ပါတယ်။အဆုတ်ကန်ဆာရှိတဲ့သူတွေရဲ့၄၀ရာခိုင်နှုန်းမှာယောဂါဆိုးဝါးလာမှာယောဂါဖြစ်မှန်းသိကြတာဖြစ်ပါတယ်။ဒီသိရှိသူတွေရဲ့၃ပုံ၃ပုံကလည်းကန်ဆာအဆင့်သုံးရောက်ပြီးတဲ့အချိန်မှာမှ သိရှိကြတာများပါတယ်။ဆိုတော့ဒီအဆုတ်ကန်ဆာရဲ့အဖြစ်များတဲ့လက္ခဏာတွေကိုကျွန်မပြောပြပါမယ်။ပထမဆုံးအနေနဲ့ ချောင်းဆိုတာပေါ့နော်ချောင်းဆိုတာကျမတို့တွေပုံမှန်အေးမိလို့ချောင်းဆိုတာနောက်လဲလဲချောင်းထဲမှာအဲတခုခုဖြစ်လို့ချောင်းဆိုတာနောက်အစာနေနာချောင်းလို့ချောင်းဆိုတာဒီလိုမျိုးချောင်းဆိုတာတွေဖြစ်နိုင်တယ်ဒါပေမဲ့အဲအေးမိလို့ချောင်းဆိုတဲ့ချောင်းဆိုကမပြောက်သွားဘူးစေးတောက်တဲ့အချိန်မှလည်းမကောင်းသွားဘူးဆိုရင်တော့ကျမတို့တွေအဲဆရာဝန်နဲ့တည်တည်ရှာပြတ်တာပြီးတော့အစုတ်ရဲ့အခြေအနေကို ေချာဓမ္မရိုက်တာအိတ်ဆွေးရိုက်တာတွေပြုလုပ်ဖို့လိုအပ်ပါတယ်။နောက်ချောင်းဆိုးပုံပြောင်းလဲတာကိုကိုကတတိထားဖို့လိုတယ်။နာတာရှည်ချောင်းဆိုးခြင်းတွေဟာတခြားယောဂါတွေဖြစ်စေတယ်။ပန်းနိုင်ရင်ကျက်တို့နောက်အယံပေါ့နော်အဖျားတက်တဲ့အချိန်မှာချောင်းဆိုးတဲ့ဟာတို့ကြောင့်မလို့ဖြစ်နိုင်တယ်။ဒါ့ပေမဲ့ချောင်းဆိုးပုံပြောင်းလဲသွားတာဥမာချောင်းကြောက်ဆိုးတာနေပြီးတော့ချွဲတွေသွေးတွေပါတဲ့ချောင်းဆိုးတာတွေဖြစ်လာမယ်ဆိုရင်တော့ကျမတို့တွေဆရာဝန်ကိုတတိချာပြသဖို့လိုပါတယ်။ ။နောက်ပုံမှန်အလုပ်တွေလုပ်ပြီးကျမတို့တွေမောတာပေါ့နော်။အဲကိုကမကြခဏမောတယ်။ဒါမှမဟုတ်ရင်အသက်ရှူတဲ့အချိန်မှာအတန်မြီလောက်အောင်အထိ ခက်ခက်ခက်ခဲအတက်ရှူနေရမယ်ဆိုရင်ဒါကအဆုတ်ယောဂလက္ခဏာတစ်ခုဖြစ်ပါတယ်။ကိုယ့်ရဲ့အတက်ရှူလမ်းကြောင်းကိုအကျိန်နဲ့ပိတ်ထားတာအဲဒါမှမဟုတ်ရင်အတက်ရှူဖို့အတွက်ပေါ့နော်အဆုတ်ပပတ်လင်မှာအရေးများလာတာကြောင့်မလို့အဆုတ်ကဖိအားကျဆင်းတတ်ပါတယ်။ဒါမှမဟုတ်ဖိအားများတတ်တယ်ပေါ့နော်။ဒီလိုမျိုးမောခြင်းဟာပုံမှန်လူတွေမှာဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့တချို့တွေကဒါကိုသတိမထားမိတတ်ကြဘူး။သို့ပေမဲ့ပုံမှန်အလုတ်လုတ်တာတွေဖြစ်တဲ့ဥပမာလေကားတက်တာတို့နောက်ကိုလုံနေကြအလုတ်တွေလုံနေတဲ့အချိန်မှာတော့အတက်ရှူဖို့အရေး န်ခက်ခဲလာတယ်ဆိုရင်တော့ကိုကတည်တည်ချာချာစင်ဟာဝင်နဲ့ပြသဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့ရင်ဘတ်အောင်တာပါအဆုတ်ကန်စာကအဆုတ်ရဲ့အလေပိုင်းမှာ ဖြစ်တယ်ဆိုရင်နာကျင်မှုမဖြစ်စေဘဲနဲ့အထူးသဖြင့်ရတော့အဆုတ်ရဲ့ အပြင်ပိုင်းမှာဖြစ်တဲ့အဆုတ်ကန်စာတွေကရင်ဘတ်အောင်ခြင်းကိုဖြစ်ပေါ်စေပါတယ်။အဆုတ်ကန်စာကရင်ဘတ်အောင်တာ၊ပခုံးအောင်တာ၊ကြောအောင်တာတွေဖြစ်စေနိုင်ပါတယ်။အဆုတ်ကန်စာကရင်ဘတ်အောင်ခြင်းကိုဖြစ်စေနိုင်တယ်လို့မျိုးပြန်ရင်ကျိတ်ကြီးမာတာ၊ရင်ဘတ်နေရံ၊အဆုတ်မေးနဲ့နေရံတွေကိုကန်စာပြန့်သွားတာတွေကြောင့်လည်းနေလို့မကောင်းတာတွေဖြစ်တတ်ပါတယ်။ နောက်အတန်ပြောင်းလာပါပေါ့နော်ကိုယ့်ရဲ့အတန်ကအေးမိတာအိယာထထခြင်းဒီမှာပြောင်းလဲမှုဖြစ်တာကတော့ပုံမှန်ပါပဲဒါပေမဲ့အတန်ပြောင်းလဲတာတွေကတခြားသူတွေအတွက်ပေါ့နော်တခြားသူတွေကကိုယ့်ရဲ့အတန်ကိုအတန်ကြီးကပြောင်းနေတယ်အဲ မင်းအတန်ဘလို့ဖြစ်တာလဲအဲ့လိုမျိုးမေးပြီဆိုရင်တော့ကိုကတည်တည်ကြကြဆရာဝန်နဲ့ပြသဖို့လိုပါတယ်။နောက်အတန်ပုံမှန်ထပ်ပို့ပြီးတော့အက်ကွဲဆူရှလာမယ်ဆိုရင်ဆရာဝန်ကိုပြတာတာအကောင်းဆုံးပါ။တကယ်လို့အတန်ကွဲခြင်းကဒီအက်ကွဲခြင်းကနှစ်ပတ်အတွင်းမှာစိတ်နဲ့မသက်သာဘူးဆိုလို့ရှိရင်တော့အဆုတ်ကန်စားအတန်အိုးကိုထိပြီးတော့အတန်ပြောင်းလာမျိုးဖြစ်နိုင်ပါတယ်။နောက်ကိုလေးချိန်ကြဆင်းတာပါ။ကိုလေးချိန်အနှင်းအမြန်ကြဆင်းခြင်းကကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။အဆုတ်ကန်စားရှိရတဲ့သူတွေကအချိန်အနည်းငယ်အတွင်းမှာကိုလေးချိန်ကြဆင်းနိုင်ပါတယ်။ ဒါကကန်ဆာဆဲတွေသူ့ရဲ့အင်အားတွေပေါ့နော်ကျမတို့ရဲ့ခန္ဓာကိုယ်ကအင်အားတွေကိုစုပ်ယူလိုက်တာ။နောက်အာဟာရတွေကိုစုပ်ယူအသုံးပြုနေရအောင်ဖြစ်ပါတယ်။ကိုကိုယ်တိုင် အဲကိုယ့်ရဲ့အလေးချိန်ကိုယ့်ရဲ့ weight ကို မချဘဲနဲ့အလေးချိန်ကိုယ့်ရဲ့ weight ကပြောင်းလဲမှုရှိတယ်ကိုယ့်အလေးချိန်ကြီးကျဆင်းလာမယ်ဆိုလို့ရှိရင်လစ်လူမရှုတဲ့အခြေအနေတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့တည်တည်ကြာဂရုစိုက်ဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့နာကျင်မှုပါအဆုတ်ကန်စာရဲ့ဆိုးရွားတဲ့အဆင့်ဟာအယိုးနာကျင်မှုဖြစ်ပါတယ်အယိုးကန်စာရှိသူအများစုဟာအသက်ကြီးလာတဲ့အခါမှာအယိုးပြက်စီးခြင်းဖြစ်နိုင်ပါတယ်အဆုတ်ကန်စာကြောင့်ဖြစ်တဲ့အယိုးနာကျင်မှုတွေကတော့အဓိကအားဖြင့်နောက်ကျော ပခုံးလက်မောင်းလေပင်စတဲ့ တဲ့နေရာတွေမှာဖြစ်နိုင်ပါတယ်။အဆုတ်ကန်စာလူနာတွေမှာဖြစ်တဲ့နာကျင်မှုကအနာယူနေတဲ့အချိန်နဲ့ညဘက်အချိန်မှာဆိုရင်ပိုဆိုးပါတယ်။နာကျင်မှုကလည်းဘယ်တော့မှကောင်းတဲ့လက္ခဏာမဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့လက်လူမရှူဘဲနဲ့ကိုကဒီလိုလက္ခဏာတွေဖြစ်နေရဆိုရင်တက်နိုင်သမျှစိတ်ဆစ်မှုတွေဆော့ဆော့ပြုလုပ်ပါ။နောက်ခေါင်းကိုက်တာပေါ့နော်။အဆုတ်ကန်စာကကျမတို့တွေရဲ့ဒီဥကောင်းရဲ့ကြိုက်ခဲမှုကိုအရန်ကိုအဓိက ပေါ့နော်ပြဿနာတစ်ခုဖြစ်စေတယ်ကင်ဆာယောဂါဒီကင်ဆာဆဲတွေကအုံနောက်ကိုပြန့်သွားတာကြောင့်မလို့ဖြစ်နိုင်တယ်တချို့အချိန်တွေမှာဆိုလို့ရှိရင် အဲအကျိတ်တွေကယင်ဘက်ကိုဖြတ်သွားတဲ့အာယုံကြောတွေကိုဖိမိပြီးတော့ခေါင်းကိုက်တာကိုဖြစ်စေတတ်ပါတယ်။အဖျားတွေကလည်းခေါင်းကိုက်မှုဖြစ်စေနိုင်တယ်။တခြားလက္ခဏာတွေကတော့အဖျားတက်တာ၊အလွန်အလွန်ပင်ပန်းတာ၊အစာစားရခက်ခဲတာ၊အစာအုံမြူချရခက်တာ၊အစာစားခြင်းစိတ်မရှိတာ၊ခန္ဓာကိုယ်မှာအကျိတ်တွေ့တာတွေဖြစ်ပါတယ်။အထူးသဖြင့်ကတော့ဆေးလိပ်တောက်နေတဲ့သူတွေပေါ့နော်။တည်တည်ကြည်ကြအဆုတ်ကိုခရီးဆိုင်ဖို့လိုပါတယ်။ အသက်55နှစ်ကနေပြီးတော့89နှစ်အတွင်းရှိတဲ့သူဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့မုံမမှန်မှုကိုသိရှိပြီးတော့စစ်ဆေးမှုပြုလုပ်သင့်ပါတယ်။ဒါ့ပြင်မဲ့အခုနောက်ပိုင်းမှာအသက်ငယ်တဲ့သူတွေလည်းအဲဆေးလိပ်တောက်တာများတယ်။နောက် vape တောက်တာတွေအဲအဲ့လိုမျိုးတွေဆိုလို့ရှိရင်အဆုတ်ကန်စာယောဂဖြစ်နိုင်တဲ့အရန်မြင့်မာတဲ့အတွက်ကြောင့်မလို့စောစောစီးစီးသိရှိပြီးတော့အဆုတ်ယောဂကုသမှုတွေကိုတိုးတက်အောင်လို့လှုံ့ဆော်သင့်ပါတယ်။နောက်ဆေးလိပ်တောက်ဖို့ပေါ့နော်။ကိုယ်က short တင်တယ်ဆေးလိပ်ကိုမတောက်ဖဲနဲ့နေတာအကောင်းဆုံးပဲလို့အကြံပေးချင်ပါတယ်ရှင်။